မက်ဆီနဲ့ရိုနယ်ဒိုကြားပြိုင်ဆိုင်မှုတွေတကယ်ပြီးဆုံးသွားပြီလားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်ရှူဒီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီကတဲ့တရက်က fresh for war နဲ့ပြုလုပ်ခဲ့တဲ့ interview တစ်ခုမှာမက်ဆီရာရိုနယ်ဒိုနဲ့သူကြားကရှင်ပြိုင်မှုတွေပြီးဆုံးသွားပြီလားလို့အမေးခံခဲ့ရပါတယ်မက်ဆီကအကစားသမတ်ချက်တွေအရကျွန်တော်တို့ကြားကရှင်ပြိုင်မှုဟာကြီးကျယ်ခမ်းနားတဲ့တိုက်ပွဲပဲဖြစ်ခဲ့ပါတယ်ဒီရှင်ပြိုင်မှုကြောင့်ကျွန်တော်တို့တယောက်ကိုတယောက်ပိုးပြီးတော့ဒုတက်စေခဲ့တယ်လို့ထင်ပါတယ်ဘာလို့လဲဆိုရင်သူရောကျွန်တော်ရောအကောင်းဆုံးတိုက်ပွဲဝင်ရတာကိုကြိုက်နေတတ်ကြသူတွေမျိုးပါ ရိုနယ်ဒိုဟာလည်းပဲအရာအလုံးကိုအမြဲတမ်းနိုင်ယူခြင်းတူဖြစ်ပါတယ်။အဲဒီကာလတွေကကျွန်တော်တို့အတွက်ရောဘောလုံးပိသက်အတွက်ပါရွှေခိဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ထိတ်တန့်အဆင့်မှာအချင်းချင်းကြာနေနိုင်ဖို့ကခက်တာပါ။ကျွန်တော်တို့နှစ်ယောက်ဟာထိတ်တန့်အဆင့်မှာ35နှစ်လောက်ရပ်တည်နိုင်ခဲ့ကြပါတယ်။နေ့အတိကျတော့ကျွန်တော်မသိပါဘူး။တော်တော်ကိုထူးခြားပါတယ်။အားလုံးအတွက်ခမ်းနားတဲ့အမတ်တရားတွေအဖြစ်ထင်ကြံနေခဲ့မှာပါလို့ဖြေကြားခဲ့တာဖြစ်ပါတယ်။2023တုန်းကလည်းရိုနယ်ဒိုဟာသူနဲ့မက်ဆီကြားကရှင်ပြိုင်မှုတွေပြီးဆုံးသွားပြီဖြစ်ကြောင်းအခုလိုမျိုးဆိုခဲ့ဖို့ပါတယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့ရှင်ပြိုင်မှုကပြီးဆုံးသွားပါပြီ။ ်စောင့်ကြည့်ကြတဲ့ပြည်သူတွေလည်းကြိုက်နှစ်သက်ကြခဲ့ကြပါတယ်။ဒီနေရာမှာကျွန်တော်တခုတောင်းဆိုချင်တာကတော့ခရစ်စတီယာနိုရိုနယ်ဒိုကိုကြိုက်နှစ်သက်တယ်ဆိုပြီးတော့မက်ဆီကိုမုန်းပြစ်เสียမှာမလို့ပါဘူး။အရေးကြီးဆုံးအချက်ကတော့ကျွန်တော်ကိုရောသူ့ကိုပါတကမ္ဘာလုံးကလေးစားကြတယ်ဆိုတာပါပဲ။အခုဆိုရင်မက်ဆီကလည်းသူရွေးချယ်ခဲ့တဲ့လမ်းမှာအကောင်းဆုံးရှောက်လန်းနေတယ်လို့ကျွန်တော်ကလည်းကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းမှာအကောင်းဆုံးရှောက်လန်းနေပါတယ်။ကျွန်တော်နဲ့သူနဲ့ကတကယ်ချင်းတွေလို့တော့ကျွန်တော်ပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့အတူတကွာလည်းညစာမစားဘူးကြပါဘူး။ professional အပေါင်းအသင်းတွေအဖြစ်နဲ့ကတော့ ကျွန်တော်တို့တဦးကိုတဦးလေးစားကြပါတယ်ဆိုပြီးတော့ပြောကြခဲ့တာဖြစ်ပါတယ်ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လီယိုနယ်မက်ဆီဆိုတာဘောလုံးလောကအတွက်တော့နတ်ဖယားတွေပါပဲဆယ်စုနှစ်နှစ်ခုကြာအောင်ကမ္ဘာဘောလုံးသတင်းတွေရဲ့ကောင်းကြီးပိုင်းမှာနေရာယူခဲ့တာလေသူတို့နှစ်ဦးပါပဲနှစ်ဦးစလုံးမှာ fan page အင်တာနက်များပြားတာကြောင့်မီဒီယာတွေကလည်းသူတို့နှစ်ဦးရဲ့ပုံရိပ်နဲ့အတန်းရှင်းများစွာရှာလေ့ရှိပါတယ်ဘယ်သူကပိုကောင်းတဲ့ကစားသမားလဲဆိုတဲ့အငင်းခုံဖြစ်စရာကောင်းစီတွေနဲ့နှစ်ဖက်ပရိသတ်တို့ဒီဘိတ်တွေဖြစ်စီတတ်တာဖြစ်ပါလေ။ပရိသတ်တို့ကြမတည့်ချပါပေမဲ့ကာယကရှင်နှစ်ဦးဖြစ်တဲ့ ။မက်ဆီနဲ့ရိုနယ်ဒိုတို့ကတော့တဦးနဲ့ပတ်သက်လာရင်တဦးကချီးကျူးစကားတွေသာပြောလို့ရှိကြပါရဲ့။ဒီတော့သူတို့နှစ်ဦးကအပြင်လောကမှာကောင်းမွန်တဲ့တငယ်ချင်းဆက်ဆံရေးရှိလာဆိုတာသိကျင်ကြမှာပါ။2008 2008ရာသီကနေစတင်ပြီးတော့သူတို့နှစ်ဦးဟာဘောလုံးလောကရဲ့အကောင်းဆုံးစုပေးပွဲဆင်းရဲတွေကိုအတူတကွတက်ရောက်ခဲ့ကြပါလိမ့်။ဘလွန်ဒီယောစုဆိုရင်လေသူတို့နှစ်ဦးလုံးကပဲတလဲစီယူခဲ့ကြတာပါ။လာလီဂါမှာနှစ်ယောက်စလုံးအတူတကွကစားခဲ့စဉ်ကတော့ဘာစီလိုနာနဲ့ရီယယ်မက်ထရစ်တို့ရဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံတွေကြောင့်မက်ဆီနဲ့ရိုနယ်ဒိုကိုလည်းရန်သူတွေတပွဲမီဒီယာတွေကအသက်သွင်းတယ်လို့ပြည်သက်တွေကြားမှာလဲ တပ်ပွဲတွေမကြာခဏဖြစ်တက်ကြတာဖြစ်ပါတယ်။ကွင်းထဲမှာလည်းတဦးထက်တဦးကပုံမသားလုံးအောင်ခြေသွမ်းပြဖို့ကြိုးစားခဲ့ကြပြီးတော့သွင်းကိုယ်တွေလည်းအပြိုင်အဆိုင်သွင်းယူခဲ့ကြပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။